ိန္ဒိယဘက်ကအချိန်မရွေးတိုက်ခိုက်လာနိုင်ခြေရှိတာကြောင့်တပ်အင်အားတွေဖြည့်တင်းပြီးနုံနိုကြကြပြင်ဆင်ထားတယ်လို့ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ April 22ရက်နေ့ကအိန္ဒိယထိန်းချုပ်ထားရာကက်ရှမီးယားဒေသတွေမှာလက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ပစ်ခတ်မှုကြောင့်အိန္ဒိယခရီးသွားဧည့်သည်အများစုအပါအဝင်26ဦးသေဆုံးခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ပါကစ္စတန်နိုင်ငံသား2ယောက်ရဲ့နာမည်နဲ့အချက်အလက်တွေကိုအိန္ဒိယအစိုးရကထုတ်ပြန်ထားပြီး တိုက်ခိုက်မှုရဲ့နောက်ွယ်မှာပါကစ္စတန်အစိုးရပါဝင်ပတ်သက်နေတယ်လို့ဆွဆွဲထားပါတယ်။ပါကစ္စတန်ကတော့ဒီဖြစ်စဉ်နဲ့ဘလို့ဆက်နွယ်မှုမှမရှိကြောင်းအခိုင်အမာညင်းဆိုထားပါတယ်။ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးအာဆက်ကအစ္စလာမဘတ်မြို့တော်မှာ Writers သတင်းဌာနနဲ့အင်တာဗျူးလုပ်ခဲ့ပြီးပါကစ္စတန်အနေနဲ့တပ်တွေကိုအားဖြည့်ပြင်ဆင်ထားကြောင်းဘာကြောင့်လဲဆိုတော့ကိစ္စကြီးတစ်ခုခုအချိန်မရွေးပေါ်လာနိုင်တာကြောင့်ဖြစ်ကြောင်း အခြေအနေအရမဟာဗျူဟာဆုံးဖြတ်ချက်တချို့ချမှတ်ဖို့တေချာပေါက်လိုအပ်လာတာကြောင့်လုံတင်တာတွေကိုလုံနေကြောင်းပြောကြားသွားပါတယ်။အစောပိုင်းမှာအိန္ဒိယဝန်ကြီးချုပ်မိုဒီကအိန္ဒိယပိုင်ကက်ရှမီးယားဒေသတွေကပါဟယ်ဂန်မြို့မှာတိုက်ခိုက်မှုကျူးလွန်ခဲ့တဲ့သူတွေကိုကဘာဆုံးထိလိုက်လံရှာဖွေချိန်မှုံးသွားမယ်လို့ကြေညာထားပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာစစ်ပွဲ၄ချိန်ဆင်နွှဲခဲ့ကြပြီး2019ခုနှစ်တုန်းကလည်းနယ်စပ်မှာအပြင်းထန်စစ်ရေးတင်းမာပြီးအပြန်အလှန်လေကြောင်းတိုက်ခိုက်မှုတွေနဲ့တိုက်ပွဲငယ်တွေဖြစ်ခဲ့မှုပါတယ်ရှင်။